မင်္ဂလာပါရှင် MMB ရဲ့တတိယညမြေသတင်းအစီအစဉ်ကနေကြိုဆိုပါရစေ။ကျွန်မကတော့အစီအစဉ်တက်ဆက်သူမူအိမ်ကျဲပါ။မကွေးတိုင်းရေစကြုံမျိုးနဲ့ရေလက်ကျုံဒေတာတာကောင်ကျွာမှာဒေတာခန့်ချဥကိုစိုးစုက ထပ်ပြီးတော့ရဲရဲဆက်ဆက်ခေါင်းဖြတ်ပြီးရှိုးတက်ဖြတ်ခဲ့တယ်လို့ဒေတာခန့်သတင်းမြစ်တွေက MMB ကိုပြောပါရစေ။စိုးစုတွေကရေလက်ကျုံဒေတာတာကောင်ရွာကျွာကိုမလ9ရက်ကနေ12ရက်ထိတပတ်နီးပါးကြာစီးနင်းလူရဲ့မိရှုဖြစ်စီခဲ့တာပါ။ ရွာတွေကိုမီးရှို့ချိန်ကြေးရအတွင်ပြေးနိုင်မဲ့ကြံရခဲ့တဲ့အသက်60ကျော်အရွယ်အဖိုးတို့ဦးအသက်90ကျော်အရွယ်အဖွားတို့ဦးအပါအဝင်ဒေသခံ6ဦးကိုစုစုကတက်ဖြတ်သွားခဲ့တာလို့ရေစကြိုထောင်ရှိ info community ကဒီကနေ့မှသတင်းထုတ်ပြန်ထားပါတယ်။စိုးစုကဒေသခံတွေကိုတက်ဖြတ်ခဲ့ရမှာစိုးစိုးရွာရွာရရဆက်ဆက်တက်ဖြတ်ခဲ့တာဖြစ်ပြီးတော့ခေါင်းဖြတ်မီးရှို့တက်ဖြတ်ကဥကောင်းကိုငုတ်တိုင်တစ်ခုပေါ်ထိုးဆိုင်တင်ထားခဲ့တာ နှီးပေါင်းစုံနဲ့ညှဉ်းပန်းနှိပ်စက်ပြီးမြေမြုပ်ထားခဲ့တာတွေကိုတွေ့ရှိခဲ့ရတာပါ။စိုးစုတပ်ဖြတ်ခံခဲ့ရတဲ့ပြည်သူ6ဦးရဲ့ရုပ်အလောင်းတွေကိုဒေသခံတွေကမနေ့ကမလ23ရက်မှာတာကောင်ကြီးကျေးရွာအတွင်ဝင်ရောက်ကြည့်ရှုရာကတွေ့ရှိခဲ့ကြတာဖြစ်တယ်လို့ရေစကြို1000 Info Community ကဆိုပါတယ်။ အသက်ခံရတဲ့ပြည်သူချာဝအနက်အမျိုးသားနှုတ်ကတော့ရွာခန့်နေမဟုတ်ပဲအဲ့ဒီဆိုးဆူစစ်ကြောင်းထိုးရဒေသတွေကနေတစားကန်အဖြစ်ဖမ်းဆီးခေါ်ဆောင်လာသူတွေဖြစ်ပြီးတော့ရုပ်လောင်းတွေဟာပုတ်ပွားနေတဲ့အတွက်ဘသူဘဝဆိုတာအတိမပြုတ်နိုင်သေးဘူးလို့ဆိုပါတယ်။ဒါအပြင်ဆိုးဆူတက်ဟာတာကောင်ကြီးကျေးရွာအတွင်းတပတ်နီးပါအထိုင်ချတဆွဲပြီးဒေသခံတွေကိုဖမ်းဆီးညှဉ်းပန်းနှိပ်စက်တပ်ဖြတ်တာတွေလှုပ်ဆောင်ခဲ့သလိုတာကောင်လေးရွာကပြည်သူပိုင်းနေအိမ်တွေကို ဟောက်ထွင်းခိုးယူပြီးမိရှို့ဖြက်စီးသွားခဲ့တယ်လို့ဒေသခံသတင်းမြစ်တွေကဆိုပါတယ်။အက်ဒီဆိုးဆိုတာသခိုင်းတိုင်းမြောင်နဲ့မကွေးတိုင်းရေစကြိုးနဲ့ရေလက်ကျွန်းတွေသားတွေကိုရွာစဉ်ပတ်မွေလူသက်လူရက်မိရှို့နေတဲ့ဆုပ်စုဖြစ်ပါတယ်။ဒီကနေ့မလ14ရက်မနက်ပိုင်းမှာလဲရေစကြိုးနဲ့ရေလက်ကျွန်းဒေသ AR မြစ်ကမ်းဘေးမှာရှိတဲ့မြေတော်ကျွရကိုစင်းနေလူရက်မိရှို့ဖြက်စီးနေတယ်လို့ဒေသခံသတင်းမြစ်တူက MPP ကိုပြောပါတယ်။ မြောင်နဲ့ရေစကြိုနယ်ရေလက်ကျွန်းဒေသကိုမလ၂ရက်ကနေမလ၁၄ရက်ဒီကနေ့ထိ၁ရက်ကျော်ကာလအတွင်းမှာစိုးစုကတန်ခါတပါအပါဝင်ဒေသခံပြည်သူ၁၈ဦးကိုတပ်ဖြတ်ခဲ့ပါတယ်။လက်ရှိမှာမိုးကုံမြို့နဲ့ကုတ်ခိုင်မြို့တွေမှာမြို့တွင်းလုံခြုံရေးတပ်ဖွဲ့စည်းဖို့အတွက်စည်ရင်ပေးသွင်းတာစည်ရင်ကောက်ခံတာမျိုးတွေစတင်ဆောင်ရွက်နေပြီးနမ်ခန့်မှာတော့ဆောင်ရွက်ပြီးစီးခဲ့ပြီလို့လွေဦးကပြောပါတယ်။ တီအန်နန်ရဲ့အုတ်ချုပ်တဲ့မြို့တွေမှာတက်သားသစ်စုဆောင်းမှုကိုတော့လက်ရှိအချိန်ထိတန်အန်လူမျိုးတွေကခေါ်ယူနေဆဲဖြစ်ပြီးတော့အခြားလူမျိုးတွေကမိမိဆန္ဒအလျောက်တက်တန်းဝင်ကျင်တာမျိုးရှိရင်လဲခွင့်ပြုပေးတယ်လို့ဆိုပါတယ်ဒေသခံနဲ့အခြားလူမျိုးပေါင်းစုံကိုတော့မျိုးတွင်းလုံခြုံရေးအတွက်စစ်မှုထမ်းဖို့ခေါ်ယူมาဖြစ်တယ်လို့ရွေးဦးကပြောပါတယ်အလရှိခေါ်နေတာဒီအများဆုံးကတော့တကယ်လို့မြို့တွင်းလုံခြုံရေးခေါ်တယ်ဆိုတော့ဒါကတော့အာအလုံးကတော့ဒီအတက်နိုင်ဆုံး အမျိုးတဲမှာရှိတဲ့လူမျိုးစုပါဝင်ဖို့တော့ကျမတို့ကြိုးပမ်းနေတယ်။အတကယ်လို့ဒီ army ရှေ့တန်းသွားနေတဲ့သူဆိုတော့ဒီတတ်မှတ်ထားတဲ့ဒီမူပေါင်းပေါ့နော်မူ policy အရခေါ်မှာဖြစ်ပါတယ်ဟုတ်ကဲ့။ဒီမြို့တွင်းလုံခြုံရေးကတော့ဒါကတော့မြို့နယ်တိုင်းမှာရှိမှာဖြစ်ပါတယ်။ဘာလို့ဆိုကျမတို့ဒီလိုမျိုးအစိတ်ကောင်းစိတ်ကအင်အားတွေဖြစ်တင်လာတဲ့ချိန်မှာကျမတို့ကလည်းသူတွေရဲ့လုံခြုံရေးလူထုတွေရဲ့အဲဘေကင်းလုံခြုံမှုကိုအဓိကထားစဉ်းစားဆောင်ရွက်တာဖြစ်တဲ့အတွက်ကြောင့်အလူ ထားတဲ့ကမြို့မြို့တလုံးချုံကြီးကလည်းဆောင်ရွက်มาဖြစ်ပါတယ်ဟုတ်ကဲ့တင်းနန်းကလာကတော့တတ်မှတ်ထားတာတော့မရှိဘူးပေါ့နော်ပုံမှန်ဆိုတလတလကနေဒီဟာ၃လလည်းရှိသလိုဒီစစ်အချားချင်းနေပေါ်မူတည်ပြီးတော့မှ၃လကနေ၆လအထိလည်းကြာတာမြို့တွေလည်းရှိပါတယ်ဟုတ်ကဲ့မြို့တွင်းလုံးချုံကြီးတက်အတွက်ကိုတော့စစ်သားသစ်စူဆောင်းရေးမူဝါဒနဲ့ ကိုက်ညီတဲ့ဒေသခံတွေကိုခေါ်ယူมาဖြစ်ပြီးတော့အခြေခံစစ်တင်တဲ့ဟာအ ਨੇ ဆုံး3လနဲ့6လကြာကြာမြင့်နိုင်တယ်လို့ဆိုပါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်းကနမ်ခမ်းမှာတော့အသက်16နှစ်ကနေ45နှစ်ကြာအမျိုးသားတွေကိုတရင်တရောင်နှုံသတ်မှတ်ပြီးတော့မြို့တွင်းလုံခြုံရေးတပ်အတွက်အခြေခံစစ်တင်တဲ့ပေးခဲ့တယ်လို့နမ်ခမ်းမြို့ကတန်အမျိုးသားတူက MP ကိုပြောပါတယ်။ မိုးကုတ်မြို့မှာတော့တချို့ရက်ွက်တွေမှာစင်းကောက်တာမျိုးရှိပြီးတော့ရက်ွက်အများစုမှာတော့ရက်ွက်အုပ်ချုပ်ရေးမှုတွေနဲ့ဆွေးနွေးဆောင်ရွက်နေဆဲဖြစ်တယ်လို့မြို့ခံတွေကပြောပါတယ်အခုလို့တီယန်နာနေကလူစင်းကောက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးမိုးကုတ်မြို့နယ်ပြည်သူတွေကြားရှင်းရှင်းလင်းလင်းမသိရသေးတော့မြို့ခံတွေမှာစိုးရိမ်မှုမြင့်တက်လာတာကြောင့်မြို့ကနေပြောင်းရွှေ့သွားကြသူတချို့လည်းရှိတယ်လို့မြို့ခံတွေကပြောပါတယ် TNN နေအနေနဲ့ဒေတာရင်းလုံခြုံရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေမှာလူသားရင်းမြစ်တွေများစွာလိုအပ်နေရကြောင်းဒေတာခံပြည်သူလူထုရဲ့အင်အားနဲ့ပူးပေါင်းဆောင်ရွက်မှုလိုအပ်နေတယ်လို့လည်းလူရည်ဦးကပြောပါတယ်။ TNN ရဲ့တပ်ဖွဲ့ဝင်စုဆောင်ခြင်းဆိုင်ရာမူဝါဒနဲ့စင်းမြင့်တွေမှာတော့အသက်16နှစ်ကနေ35နှစ်အတွင်းတားယောက်ကြားနှစ်ဦးနဲ့အထက်ရှိတဲ့တန်းလူမျိုးမိသားစုတိုင်းသားယောက်ျားတို့ကစစ်မှုမထမ်းမနေရတာဝန်ထမ်းဆောင်ဖို့အသက်16နှစ်ကနေ25နှစ်အတွင်း ။တမီးမိန်းကလေး၂ဦးနဲ့အထက်ရှိတဲ့တန်အန်းလူမျိုးမိသားစုတိုင်းတမီးမိန်းကလေး၂ဦးကစစ်မှုထမ်းဖို့တန်အန်းမိသားစုအတွင်အသက်ပြေပြီးသားသမီး၂ဦးရှိတဲ့ထဲတဦးကနာတာရှည်ယောဂစိတ်ပိုင်းဆိုင်ရာယောဂခန်းစားနေရသူကိုလက်အင်ကမပြည့်စုံသူမတန်ဆွမ်းသူဖြစ်နေပါကကျမ်းမာတဲ့သူတို့ကိုစစ်မှုထမ်းကွင်းလွတ်ခွင့်ပြုဖို့စစ်မှုထမ်းတာဝန်ကျသူဟာလူစားထိုးတာလူအစားငွေကြေးပေးဆောင်တာတသားသည့်စုဆောင်းရမှာလဲဘာအကြောင်းနဲ့မ ငွေကြေးကောက်ခံခြင်းမပြုရဆိုတဲ့အချက်တွေအပါအဝင်စစ်မှုထမ်းကင်းလွင်ခနဲ့စစ်မှုထမ်းဆိုင်ရာစင်းမြင်း16ချက်ပါရှိပါတယ်။တရားနာနေရဲ့တပ်ဖွဲ့ဝင်စုဆောင်ခြင်းဆိုင်ရာမူဝါဒစင်းမြင်းတွေမှာတော့အသက်18နှစ်ကနေ35နှစ်အတွင်းတားယောက်ျား2ဦးနဲ့အထက်ရှိတဲ့တန်းလူမျိုးမိသားစုတိုင်းတားယောက်ျား2ဦးကစစ်မှုမထမ်းမနေရတာဝန်ထမ်းဆောင်ဖို့အသက်18နှစ်ကနေ25နှစ်အတွင်းသမီးမိန်းကလေး2ဦးနဲ့အထက်ရှိတဲ့တန်းအန်းလူမျိုးမိသားစုတိုင်း သမီးမိန်းကလေးတို့အုကစက်မှုထမ်းဖို့တအမ်းမိသားစုအတွင် အသက်ပြည့်ပြီးတော့သားသမီးနှစ်ဦးရှိတဲ့တဲကတအုကနာတာရှည်ယောဂစိုက်ပိုင်းဆိုင်ရာယောဂခန်းစားနေရသူကိုလက်အင်ကမတန်ဆွမ်းသူဖြစ်နေပါကကြံတအုကိုစက်မှုထမ်းကင်းလွတ်ခုပြုဖို့စက်မှုထမ်းတာဝန်ကျသူဟာလူစားထိုးတာလူအစားငွေကြေးပေးဆောင်တာတွေမပြုလုပ်ဖို့ တက်သားသည့်စုဆောင်းရမှာလဲဘာအကြောင်းနဲ့မှငွေကြေးကောက်ခံခြင်းမပြုရဆိုတဲ့အချက်တွေအပါအဝင်စစ်မှုထမ်းကွန်လင်ခွင့်နဲ့စစ်မှုထမ်းဆိုင်ရာစင်းမြင်း16ချက်ပါရှိပါတယ်။တရနန်နေဟာတက်တုံညာနှစ်ကုန်စစ်စင်းရဲ့အတွင်းရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့နမ်မတူနမ်ဆန်မန်တုံမိုင်းလုံးနမ်ခမ်းကုတ်ခိုင်မိုင်းငော့နောင်ချိုကြောင်မဲတီဘောမိုးမိတ်မန္တလေးတိုင်းမိုးကုတ်မြို့တို့ကိုတိမ့်ပိုက်ထားပြီးတော့ကြောင်မဲခရိုင်မိုးကုတ်ခရိုင်ကုတ်ခိုင်ခရိုင် နမ်ဆန်ခရိုင်နဲ့နမ်ကန်းခရိုင်တွေအဖြစ်ခရိုင်၅ခုထားရှိကအုပ်ချုပ်ရေးလှုပ်ဆောင်နေတာဖြစ်ပါတယ်။တမ်းမြူသားလွတ်မြောက်ရေးတပ်မတော် TNN အနေနဲ့ကချင်လွတ်မြောက်ရေးတပ်မတော် KIA တို့တပ်ဖွဲ့နှစ်ခုကြားဖြစ်ပွားနေတဲ့ပြည်ထနာကိုကြားဝင်ညှိနှိုင်းပေးဖို့အသင့်ရှိနေရလို့အမျိုးသားညီညွတ်ရေးအစိုးရ UNG ကဒီနေ့မှထုတ်ပြန်ပါတယ်။လက်တလောရှမ်းမြောက်ဒေသမှာဖြစ်ပေါ်နေတဲ့ TNN အနေနဲ့ KIA ကြားမြေပြင်အငင်းပွားမှုတချို့ကြောင့် ေသခံပြည်သူတွေသာမကမြေဦးတော်လိုင်းရေးမှာပါဝင်နေကြတဲ့ပြည်သူလူထုတရလုံးကြစိုးရင်ပူပန်မှုတွေရှိနေကြတာဖြစ်ပြီးတော့တပ်ဖွဲ့နှစ်ခုရဲ့ပြည်ထနာအပေါ် NUG ကကြားဝင်ဖြေရှင်းဖို့အသင့်ရှိနေလို့ထုတ်ပြန်လာတာဖြစ်ပါတယ်။ NUG ရဲ့ဂျာဝင်ညီနိုင်ပေးဖို့အသင့်ရှိနေဆိုတဲ့အပေါ်နဲ့လက်တလောတက်နှစ်ခုကြာဖြစ်ပွားနေတဲ့ပြဿနာတွေနဲ့ပတ်သက်ပြီး TNN ကို MFB အနေနဲ့ဆက်သွယ်မေးမြန်းထားပေမဲ့ပြန်လည်ဖြေကြားချက်မရှိသေးပါဘူး။ PNL နဲ့ KIA တို့လက်နက်ကင်နှစ်ဖွဲ့ဟာ1986ခုနှစ်ဖေဖော်ဝါရီ14ရက်မှာညညရေးမဟာမိတ်စာချုပ်ကို ချုပ်ဆိုခဲ့ကြတဲ့အဖွဲ့တွေဖြစ်ပြီးတော့လက်နက်ကင်နှစ်ဖွဲ့ရဲ့စာချုပ်ထဲမှာအဖွဲ့အစည်းနှစ်ခုကြားပြစ်ပေါ်လာတတ်တဲ့မြည်သည့်ပဏိပခမျိုးကိုမစိုးမိဘပဏိပခဖြည့်ရှင်းသည့်ဖြစ်တာဖြည့်ရှင်းသွားမယ်ဆိုတဲ့အချက်ကြောင့်အခုလိုကြားဝင်ညီနိုင်ပေးဖို့အသင့်ရှိနေရလို့အန်ယူဂျီကဆိုပါတယ် 2025ခုနှစ်ဖေဖော်ဝါရီလ3ရက်ကအမျိုးသားညညီအစိုးရအမျိုးသားညညီအတိုင်းပိုင်ခံကောင်စီပြည်ထောင်စုလွတ်တော်ကိုစားပြုကော်မတီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ချင်းညီနောင်အဖွဲ့တို့ပူးတွဲထုတ်ပြန်ခဲ့တဲ့ကြေညာချက်မှာတော်လိုင်းအင်အားစုများအချင်းချင်းကြားဖြစ်ပွားနေတဲ့မြည်သည့်အငင်းပွားမှုကိုမဆိုမိဖက်ပဏိမခများအဖြစ်မှတ်၍ငိမ့်ချန်သောနီလန်းများဖြစ်တာဖြေရှင်းဆောင်ရွက်ကြမည်ဟုဖော်ပြပါရှိလျာ KIA နဲ့ TNNA တို့ရဲ့ ကာလရှည်ကြာတည်တက်နေတဲ့ထာဝရမဟာမိတ်္ဆာချုပ်ပါသဘောတူညီချက်နဲ့ညီထက်တူကြကိုက်ညီနေတဲ့အပြင်အကောင်ဆုံးသောသဘောထားယက်တီချက်လည်းဖြစ်တယ်လို့အန်ယူဂျီကထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ဆရာနာရှင်ကြာဆုံးပြီးတနိုင်ငံလုံးလွတ်မြောက်ဖို့လက်တကမ်းသာလိုတော့တဲ့အချိန်ကိုရောက်ရှိနေပြီဖြစ်လို့နှစ်ဖက်အဖွဲ့အစည်းကောင်းဆောင်တွေအနေနဲ့နှစ်ဖက်မျက်နှာချင်းဆိုင် တွေ့ဆုံညှိနှိုင်းပါကပြည်ထောင်အများစုကိုအခက်အခဲမရှိ ြေရှင်းပြေလည်နိုင်လိမ့်မယ်လို့ NUG ကအကြံပြုဖော်ပြထားပါတယ်။လေကြောင်းနဲ့လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ခံရခြင်းအင်းအပြင်ဘက်လဟာပြင်မှာရှိနေပါကရေမြောင်းတွေကြားဒါမှမဟုတ်မာကြောတဲ့ကြောက်တုံးတွေနောက်ဝင်ရောက်ပုန်းခိုပါပုန်းခိုစရာမတွေ့ပါကမြေအိမ်မဲကိုရှာပြီးဥကောင်းကိုလက်နက်ဖက်နှုတ်ညီကြီးကိုတရောင်နဲ့ထောက်ကမှောက်ရနေပါ။ဗဇက်ကိုဖွင့်ပြီးမျက်လုံးကိုပိတ်ထားပါ